ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကအာရဂန်ဝင်းဂျာကတင်ဟိတ်တက်လို့အမည်ပေးထားတဲ့အာဆာခေါင်းဆောင်အဘူအာမဂျူနိုနီနဲ့အပေါင်းပါတွေကိုမြို့တော်ဓကာနီ၎င်းတို့ခိုးအောင်ရနေရာတွေကိုအင်္ဂါနေ့ကလက်ရဖမ်းဆီးရမိသွားပြီဖြစ်ပါတယ်။၎င်းကိုနိုင်ငံတွင်းတရားမဝင်ရောက်ရှိနေမှုဖောက်ခွဲရေးနဲ့အကြမ်းဖက်လုပ်ရများအတွက်အရေးယူသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ဂျူနိုနီဟာပါကစ္စတန်မှာမွေးဖွားပြီးမကာမာကြီးပြင်းခဲ့သူဖြစ်ကာ၎င်းဟာဘင်္ဂလားဒေ့ရှ်ကိုခြေကုပ်ယူပြီးမြန်မာဘက်ခြမ်းကိုဝင်ရောက်တိုက်ခိုက်နေသူလည်းဖြစ်ပါတယ်။အာဆာဖွဲ့ဟာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုထိန်းချုပ်ထားနိုင်ဖို့အတွက်ပြန်ပေးဆွဲမှုလူတက်မှုဝိုးရည်စေဝါရောင်းဝယ်ခြင်းအဆောက်ရှိတဲ့လုပ်ရည်များကျူးလွန်လာခြင်းကြောင့်စခန်းတွင်းရှိရိုဟင်ဂျာဒုက္ခသည်ရာပေါင်းများစွာတည်ဆုံခဲ့ရတယ်လို့ဘင်္ဂလားဒေ့ရှ်ထောက်တိုင်းရေးအရာရှိများကဆိုပါတယ်။ခရိုင်တရားသူကြီးက၎င်းအားအသေးစိတ်စစ်ဆေးရန်အဖွဲ့ကိုအမိန့်ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ယခုထိဂျွန်နူနီဟာနိုင်ငံတွင်းမိသွေးမိပုံရောက်ရှိပြီးနေထိုင်နေတာကိုတဲတဲကွက်ကွက်မသိရသေးဘူးလို့လည်းဆိုပါတယ်။အာဆာအဖွဲ့ကို 2016မှာ Saudi Arabia ရောက်ရင်းဂျာများနဲ့ဖွဲ့စည်းခဲ့ပြီးစစ်တင်နှန်းတွေကိုတော့ပါကစ္စတန်သို့မဟုတ်အာဖဂန်နစ္စတန်မှာတက်ရောက်ခဲ့ပုံရတယ်လို့နိုင်ငံတကာအကြက်တဲများလေးလာရေးဖွဲ့ကဆိုပါတယ်။2019မှာနေဆက်ကိုဖျက်ချော်တိုက်ခိုက်လာပြီးတော့စစ်တပ်ရဲ့မြေလံစနစ်ကျဉ်သုံးလာတာကြောင့်ဘင်္ဂလားဒေ့ရှ်မှာရိုဟင်ဂျာတပ်တန်းခန့်ထွက်ပြေးခိုလုံသွား၍ကမ္ဘာအကြီးဆုံးဒုက္ခသည်စခန်းကြီးဖြစ်အောင်စစ်ကောင်းဆောင်များကဖန်တီးခဲ့တယ်လို့ဆိုပါတယ်။ယခုခါဒေါ်နယ်ထရန့်ရဲ့ရန်ပုံငွေများဖျက်တောက်ခဲ့မှုကြောင့်ကမ္ဘာစားနပ်ရိက္ခာအစီအစဉ်မှာဆက်လက်ထောက်ပံ့နိုင်ကြွယ်မရှိတော့ပဲ မိသားစုတစုအတွက်လာစဉ်ပေးနေကြဒေါ်လာ50ကိုမက်ရှလာ19ရာမှာနောက်ဆုံးအကြိမ်အဖြစ်လက်ခံရရှိတော့မှာဖြစ်တယ်လို့လည်းဆိုပါရယ်။နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကအဆိုပါပြည်ထနာစတဲ့မီးမွေးလာစဉ်ကလေးကသူမရဲ့လုတ်ပိုင်ခွင်ထဲမှာဖြည့်ရှင်းပေးနိုင်ဖို့ကိုဖီအာနန်ကော်မရှင်ကိုဖွဲ့စည်းပေးခဲ့ပါရယ်။အဆိုပါဖွဲ့ရဲ့ထောက်ခံတင်ပြချက်များအတိုင်းရိုဂျာတို့ရဲ့နိုင်ငံသားဖြစ်ပိုင်ခွင်ကိုတောင်းဆိုမှုများအားလည်းနိုင်ငံတကာစံနှုန်းများနဲ့အညီဖြည့်ရှင်းသွားမည်၎င်းတို့အတွက်ပညာရေး၊ကျန်းမာရေး အလောက်ကင်ခွင်းလန်းများအတွက်အစီအမံများကိုလည်းချမှတ်ပေးသွားမယ်လို့စီစဉ်လာခဲ့ပါတယ်။သို့တော်လည်းအနောက်တိုင်းသတင်းမီဒီယာများက၎င်းတို့ရေးချင်တဲ့သတင်းမျိုးမဟုတ်တာကြောင့်ဒေါန်ဆန်းစုကြည်ရောရင်ဂျာပြဿနာပေါ်အတန်တိတ်နေတယ်လို့ဆွဆွဲလာကြောင်းဖာဟုတ်စ်အာလိုကဒီဝီမင်မာမတ်လ16ရက်နေ့ကယခုလိုရှင်းလင်းရေးသားလာခဲ့ပါတယ်။ဒီရက်ရှိနိုင်ငံတကာတရားရုံးမှာဒေါန်ဆန်းစုကြည်ဟာမြန်မာစစ်တပ်ဘက်မှခုခံချေပါပေးခဲ့တယ်လို့ပင်ဆွဆွဲလာခဲ့ပြီးတကယ်တမ်းမှာတော့သူမမမြန်မာဟာထိုးထိုးရက်ဆက်ကြမ်းကြုတ်မှုတွေကိုပြည်တွင်းမှာသာစစ်ဆေးအရေးယူပိုင်ခွင့်ရှိတယ်ဆိုတော့ နိုင်ငံတကာအချုပ်အခြာအာဏာကိုခုခံကာကွယ်ခြင်းသာဖြစ်ပါတယ်။ဒီမိုကရေစီလိုလားတဲ့ပြည်သူတရေလုံးကတခဲနဲ့ရွေးချယ်တင်မြှောက်ထားခဲ့တော်လဲလက်တွေမှာတော့ပြစ်မှုကျူးလွန်တဲ့စစ်တပ်နဲ့အာဏာကိုခွဲဝေခြင်းသုံးနေရတဲ့ဖြစ်ကိုမတိကျုံကျုံပြုဝေဖန်ခဲ့ကြခြင်းသာဖြစ်ပါတယ်။၎င်းတို့ရဲ့အိဗယ်ဖွင့်ဆိုချက်များအယူအဆများနဲ့ထင်ရှားများရရေးသားလာခဲ့တာကြောင့်လက်တွေမှာရိုဟင်ဂျာတို့အတွက်ကာဖရက်အရေးလွှမ်းမှုမှုသာဖြစ်လာခဲ့ပါတယ်။ဆိုလိုတာကဂျာမန်စာရေးဆရာကြီးဖရန့်ကော့ဖ်ကာရဲ့တရားခွင်ဝတ္ထုလို့ ဘီယိုကရေစီကျိုးနီစနစ်မတရားသောဆွဆွဲမှုများနဲ့လူတို့ရဲ့ခွင့်ရေးများကိုလစ်လျူရှုတဲ့စနစ်တို့ကြောင့်တွေ့ရမဲ့ဘဝနဲ့မွန်းကျက်တဲ့အိမ်မက်ဆိုးများသာဖြစ်လာစေခဲ့တယ်လို့ဆိုပါတယ်။အာဂျင်တီးနားတရားရုံးမှာအသက်89နှစ်ရှိပြီးမိသည့်နေရာထားမှမသိတနေရာမှာလျှို့ဝှက်ချုံအောင်ခံထားကောင်မိသူနဲ့မှလည်းတွေ့ခွင့်မရရှာတဲ့နိုင်ငံတော်တိုင်ပင်ခံအားဘူးမတိပါမတိနဲ့ဖန်ဝလန်ထုတ်လာခဲ့ပါတယ်။ဆောင်းပါရှင်ကမိမိနဲ့ဩစတြေးလျပညာရှင်ပါမော့ခအလန်ကာလီမစ်တို့မှာ ဒေါ်ဆန်းစုကြည်နဲ့မြို့မြပတ်သက်မှုမရှိကြောင်းတစ်ချက်ချင်းကိုအသေးစိတ်တင်ပြခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။သူမကိုယ်တိုင်လည်းပါဝင်ပတ်သက်မှုမရှိထိန်းချုပ်နိုင်စွမ်းလည်းမရှိတဲ့မြို့သမီးကြီးကိုအနောက်တိုင်းမီဒီယာများရဲ့စက်ထုတ်တိုင်း Reading Chief Site Ranger တင်က2019မှာအမှုတဲဆွဲသွင်းခဲ့ခြင်းသာဖြစ်ပါတယ်။အာဂျင်တီးနားတရားရုံးက၎င်းတို့ရဲ့အမှုကိုနိုင်ပေးပြီးသူမကိုပါဖမ်းဝရမ်းထုတ်လာတဲ့အခါမှာတော့ရုပ်ကြီးဆိုသလို၎င်းတို့ရဲ့တင်ပြချက်ကိုမစင်စားဘဲစီရင်ခဲ့ခြင်းဖြစ်တယ်လို့ပြောလာခဲ့ပါတယ်။အနောက်တိုင်းမှာ မယောင်လိုင်ရဲ့အမိဟာတာမန်ညောင်ရတာဖြစ်တာကြောင့်တကဘာလုံးသိတဲ့ဒေါန်ဆန်းစုကြည်ကိုနိုင်ငံတကာကပို၍အာယုံဆိုင်လာအောင်ဆွဲထည့်ခဲ့ခြင်းသာဖြစ်ပါတယ်။ဒေါန်ဆန်းစုကြည်ရဲ့ပြစ်မှုကကဘာတဝန်းထင်ရှားကြော်ကြားသူဖြစ်နေခြင်းကြောင့်သာဖြစ်ပြီးနိုင်ငံရေးကြောင့်မဟုတ်ဘူးလို့ဆိုပါတယ်။သူမအာယုံတင်ခဲ့ကြခြင်းဒီလဲမီဒီယာများနဲ့ထင်ပေါ်ကြော်ကြားမှုကြောင့်သာဥပဒေလမ်းကြောင်းတိုင်းမဟုတ်ဘဲအတူယောင်တရားစီရင်ခဲ့မှုသာဖြစ်တယ်လို့ဆိုပါတယ်။ပြည်သူတို့ရဲ့ခုခံတော်လှန်စေမောက်ချအောင်ရမည် စစ်ကောင်စီရဲ့ကြမ်းဖက်မှုတွေကိုတားဆီးပေးဖို့အာဆီယံဥက္ကရာမလေးရှားဝန်ကြီးချုပ်ကို NUG တိုက်တွန်းလိုက်တဲ့အကြောင်းကိုလည်းဖော်ပြပေးပါမယ်။စစ်အုပ်စုရဲ့ကြမ်းဖက်မှုတွေကိုကန့်တွဲဖြေရှင်းနိုင်ဖို့အာဆီယံဥက္ကရာမလေးရှားဝန်ကြီးချုပ်ကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကတိုက်တွန်းလိုက်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံတကာကယူကရိန်းပေါ်မှာသာအာရုံစိုက်မှုဆက်ရှိနေတာကြောင့်အာဆီယံအနေနဲ့မြန်မာနိုင်ငံမှာပုံမဆိုးရွားလာတဲ့အခြေတဲကိုဥဆောင်ကန့်တွဲဖြေရှင်းနိုင်မယ့်အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။အာဆီယံလက်ချောက်ဥက္ကရာမလေးရှားနိုင်ငံရဲ့ဥဆောင်မှုအောက်မှာ ာဆီယံအနေနဲ့လူ့အခွင့်အရေးနဲ့ဒေတာတွင်းလုံခြုံရေးပေါ်ထားရှိတဲ့ဂရီကဝတ်တွေကိုဆက်လက်ဆောင်ထိန်ဖို့အတွက်လိုအပ်တယ်လို့ NUG ကထုတ်ပြန်ကြမှာထည့်သွင်းပြောဆိုထားတာပါလက်ရှိအချိန်ဟာမြန်မာပြည်သူတူးချင်းစီရဲ့တရားမျှတမှုရိတ်ချမ်းမှုတွေပြန်လည်ဖော်ဆောင်နိုင်မဲ့ဆောင်ရွက်ချက်တွေကိုပြက်ပြက်သားသားဆောင်ရွက်ရမယ့်အချိန်ဖြစ်တယ်လို့လည်းရေးသားထားပါတယ်အာဆီယံအနေနဲ့ဘုံသဘောတူညီချက်၅ရပ်ကိုကျော်လွန်ပြီးမြန်မာပြည်သူတွေရဲ့စံနာနဲ့ကန့်ညီတဲ့လုပ်ငန်းစဉ်တွေကိုကူညီပေးနိုင်ဖို့အတွက်ဆောင်ရွက်ချက်တွေချမှတ်ဖို့အတွက်လည်းတိုက်တွန်းထားတာဖြစ်ပါတယ်မကြသေးမီက ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ကဘုံကြီးချောင်းကိုစစ်တပ်ကလေကြောင်းတိုက်ခတ်ခဲ့ပြီးစစ်ကောင်စီတပ်ဟာရဲသားတွေကိုပြစ်မှတ်ထားတဲ့တပ်ဖြတ်မှုတွေဇက်တိုက်လှုပ်ဆောင်လာတယ်လို့ NUG ကဆိုပါတယ်။စကိုင်းမန္တလေးမကွေးတိုင်းနဲ့ရှမ်းပြည်နယ်ကဘာသာရေးဆိုင်ရာနေရာတွေနဲ့အရဲသားပြည်သူတွေကိုစစ်ကောင်စီကပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရဲသားတေဆုံးမှုဆက်လက်မြင့်တက်နေတယ်လို့လည်းထုတ်ပြန်ကြမှာရေးသားထားပါတယ်။ခုတစ်ခါတီလေးမြို့နယ်အလဲပန်းရွာတွေကိုပြည်သူများအိမ်မောကြနေချိန်မှာစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုက ပြည်သူလေးဦးသေဆုံးပြီး20ကျော်ထိခိုက်ဒဏ်ရာရရှိသွားပြီးနေအများပြပျက်စီးသွားတဲ့တဲ့မှာမကွေးတိုင်းထီးလင်းမြို့နယ်အလဲပန်းရွာတဲ့ကိုပြည်သူများအိမ်မောကြနေချိန်မှာအချမ်းဖက်ဆက်တက်ကလေးနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူလေးဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများပြကြောင်းထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။မတ်လ20ရက်နေ့မနက်အစောပိုင်း2နာရီခန့်ကထီးလင်းမြို့နယ်အလဲပန်းရွာတဲ့ကိုပြည်သူများအိမ်မောကြနေချိန်မှာအချမ်းဖက်ဆက်တက်ကလေးနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီး ဂျေယော်နေပြည်သူတကြီးရွယ်ဦးမျိုးသားတဦးအမျိုးသမီးတဦးနဲ့ចောင်းသူတဦးစုစုပေါင်း၄ဦးသေဆုံးကပြည်သူ၂၀ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါဗျ။ထို့ပြင်အချမ်းဖက်စစ်တပ်ရဲ့၄ចောင်းတိုက်ခိုက်မှုတွေနေအိမ်၄လုံးမိလောင်ပြားချခဲ့ပြီးနေအိမ်၁၂လုံးဖျက်ဆီးကဂျန်နေအိမ်အလုံး၄၀ကျော်မှအမိုးများပွတ်ထွက်ပျက်စီးခဲ့ပြီးပြည်သူများမွေးမြူထားတဲ့ဝန်နော့ဆယ်កောင်ကျော်သေဆုံးပြီးအကောင်၂၀ကျော်ဒဏ်ရာရရှိထားကြောင်းလည်းသိရပါဗျ။ထိခိုက်ဒဏ်ရာရရှိတဲ့သူက၂၀ကျော်ရှိတယ်ဗျ။သေဆုံးတာက၄ဦးရှိတယ်။နေအိမ်အများပြားလည်းပျက်စီးသွားတယ်။လေင်းကရွာတဲ့ကိုကျဲချတာ အများပြည်သူအိမ်မောကြနေချိန်မှာကိုတိုက်ခိုက်သွားတာလို့ထီလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုထားတာပဲဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီကကြောဒေတာအထွေမှာလေကြောင်းနဲ့နေစဉ်ရက်ဆက်ပြင်းထန်ခြေမုံတိုက်ခိုက်လျက်ရှိနေတာကြောင့်ပြည်သူများအနေနဲ့လေကြောင်းအန္တရာယ်ကင်းနိုင်တဲ့နေရာနဲ့ပုန်းခိုခြင်းများအနီးမှသာအိတ်ဆက်ကြဖို့ထီလင်းပကဖကအတိပေးမြတ်တာရက်ခံထားပါတယ်။အဆုံးနေနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။